ဟောဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့တနင်္ဂနွေသားသမီးတွေအတွက်ပေါ့နော်ဟောစတန်ဘဝတသက်တာမှာတွေ့ကြုံရအမေရိကန်သတ္တအစိုးကောင်းတွေဟောကြားပေးမှာဖြစ်ပါတယ်ဒါကတော့အသက်အပိုင်းချလိုက်ပေါ့နော်ဒီသည့်တနင်္ဂနွေသားသမီးမဆိုဟောရောက်ကြားပဲဖြစ်ဖြစ်မပဲဖြစ်ဖြစ်လားတနင်္ဂနွေသားသမီးတွေရဲ့အသက်အပိုင်းချလိုက်ဘဝမှာကံကောင်းဆုံးနှစ်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဒါကတော့လောကရန်၈ပါးရပါတော့ကျွန်တော်တို့ကအကောင်းလောကရန်၄ပါးရှိတယ် အစိုးလောကရန်၄ပါးရှိတယ်နော်အကောင်းလောကရန်တွေကတော့ရာတော့လို့ခေါ်တယ်ရာဟုတက်ရောက်ပါတယ်နော်သူခံလို့ခေါ်တယ်တောက်ကြတက်ရောက်နော်နောက်ပတန်တာလို့ခေါ်တယ်တနင်္ဂနွေတက်ရောက်လာဘောလို့ခေါ်တယ်လာဘလို့ခေါ်တယ်တနင်္လာတက်ရောက်ဒီ၄နှစ်ကတော့၄နှစ်စတိုင်လူတွေကအဆင်ပြေတက်တယ်အောင်မြင်တယ်နောက်၄နှစ်တစ်ချမ်းကတော့ကျွန်တော်တို့အစိုးလောကရန်၄ပါးပေါ့နော်အဲ့တော့လောကရန်၈ပါးမှာအကောင်းလောကရန်၄ပါးအစိုးလောကရန်၄ပါး အဲ့တော့အစိုးလေးပါကိုထားလိုက်ဒီနေ့ကတော့အကောင်လေးပါနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေနဲ့အကောင်လောကရန်တွေကြုံတွေ့ရမယ့်အသက်ပိုင်းခြားတယ်ပရမဟုစွာတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီရာတော့လို့ခေါ်တဲ့ရာဟုတက်ရောက်အကြောင်းပေါ့နော်အဲ့တော့ကြံခဲ့တဲ့နှစ်တွေကနှစ်နှစ်သုံးနှစ်လောက်တက်တိုက်ဆိုးခဲ့ရင်တော့မှပဲတနင်္ဂတနင်္ဂနွေသားသမီးတွေနဲ့အဲ့ဒီရာတော့ဆိုတဲ့တက်ရောက်ရာဟုတက်ရောက်ကိုရအောင်ဘွားတွေဘွားတစ်တီပြန်ဆရတယ် ဘဝအတိတ်ကနေပြန်ဆရတယ်။ကြံခဲ့တဲ့ဆိုးတဲ့အညာခိုက်တွေပြပြောက်ပြီးတော့အစကနေပြန်ဆရတာမျိုးတွေထူးထူးတောင်တောင်ပြန်ဖြစ်လာတတ်တယ်။အချက်သတိထားမှာကအဲရာတော့လို့ခေါ်တဲ့ရာဥတက်ရောက်ရောက်နေရင်ယောက်ျားလေးမိန်းကလေးတွေအနေနဲ့အိမ်တော်တွေတွေနဲ့အထူးသတိထားရတယ်။အိမ်တော်ရေးအရှုပ်ထွေးတွေတော့အခြေရေးအရှုပ်ထွေးတွေပေါ်ပေါက်တတ်တယ်။လူမှုရေးနဲ့ပတ်သက်တဲ့အရှုပ်ထွေးတွေဖြစ်တတ်တယ်။အဲ့လိုအရှုပ်ထွေးတွေပြုတ်လုပ်ခဲ့ရင်တော့ကျန်တဲ့ရှေ့လာမယ့်နှစ်တွေမှာ စီးပွားဖြစ်မဲ့နှစ်တွေချမ်းသာမဲ့နှစ်တွေထိပေါက်မဲ့နှစ်တွေငွေလုံးရင်းနဲ့ဝယ်မဲ့နှစ်တွေမှာလက်တွေပိတ်သွားတတ်တယ်အဲ့ဒီရာဟုတက်ရောက်ရာတော့လို့ခေါ်တယ်ရာဟုတက်ရောက်အဝင်မှာအင်မတန်မှအရေးကြီးတယ်အဲ့ဒီအဝင်တစ်နှစ်မှာကောင်းမှာရှေ့လာမဲ့နှစ်တွေသူ့ခံလို့ခေါ်တယ်စီးပွားတက်မဲ့နှစ်နော်ပဒန္တာလို့ခေါ်တယ်အချွေရံတွေပေါင်းပြပြီးတော့အလူတန်းတွေလောက်ရတဲ့နှစ်အိမ်ပြေအင်းဆောက်ရတဲ့နှစ်တွေလာဘောလို့ခေါ်တယ်ငွေတွေထုတ်တဲ့နေဝင်တဲ့ချဲပေါက်တာမျိုးတွေတချို့စဉ်ထိပေါက်တာမျိုးတွေဖြစ်တဲ့နှစ်တွေမှာ ောင်းကျိုးတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆိုတာတနင်္ဂနွေသားသမီးတွေနဲ့ယာတော်လို့ခေါ်တဲ့ယာဟုတက်ရောက်ကြာရောက်တဲ့တဲ့အသက်ပိုင်းခြားတွေကိုကျွန်တော်တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေယာဟုတက်ရောက်ကတော့အသက်ဒါငယ်စဉ်မှာတော့သိမသိတာဘူးเนาะအသက်ကျွန်တော်တို့ဒါ23အဆပြောမယ်23နှစ်32နှစ်39 49 55 63 81နှစ်89နှစ်89နှစ်အားရရာဟုတက်ရောက်လို့ခေါ်တယ်ဘဝတစ်တစ်ပြန်ဆရတယ် ဒီနေရာမှာတစ်ချက်တရိထားမှာတနင်္ဂနွေသားသမီးတွေနဲ့ရာဟုတဲ့ရောက်ကဘဝတည်ပြန်ဆရတယ်ဆိုပေမဲ့တနင်္ဂနွေသားသမီးတစ်ကျွင်းပေါ့နော်မဟာဘုမြန်မာမိမိရဲ့မြန်မာဝိသက်ခွေကိုခုနှစ်နဲ့ဆားလိုက်တော့တစ်ကျွင်းနေအတွက်ကြတော့သူထင်းတလောမကောင်းမြန်အောင်နော်တနင်္ဂနွေသားဘဝအသစ်ပြန်ဆမယ်ဘဝဆကောင်းမယ်တို့တော့တနင်္ဂနွေသားသမီးတွေနဲ့ကဒီရာဟုတဲ့ရောက်ကနေဘဝအသစ်ပြန်ဆမယ်ဆိုရင်အသက်32နှစ်တို့39 49တို့ကြတော့သူဘုံမီလေးသွားကြရတယ်ဘုံမီဂျိုရီထဲမှာသွားကြရတယ် အဲ့တော့100%ကောင်းနေတာမျိုးတော့မဟုတ်ဘူးเนาะအဲ့တော့တခြားနေသားသမီးတွေအတွက်ကြရင်တော့ဒီရာဟုတက်ရောက်က ကောင်းနိုင်တယ်เนาะကောင်းကျိုးတွေရနိုင်တယ်ရာဟုတက်ရောက်ရဲ့ဟိုကအကုန်လုံးကောင်းတယ်เนาะအဲ့မှာတခုတတိဒါပါရာဟုတက်ရောက်တဲ့ရောက်ရောက်လာရင်လှကျင်ပကျင်လာအသက်ကြီးတဲ့သူတွေတောင်မှပဲလှကျင်ပကျင်လာတယ်အလှတွေပြင်လာတယ်အဲ့တော့ဘဝတွေပြန်ဆတဲ့နှစ်တိတ်ကျွင်းတနေုံတွေအတွက်ကြတော့ထင်သလောက်မကောင်းဘူးသို့တော့အသက် 38 39 49ကြတော့လေသူဘုံမီကြီးထဲမှာပဲရှိနေတယ်အဲ့တော့100%တရားခိုင်နှုန်းတော့မကောင်းသေးဘူးလို့ဆိုလိုင်းဖြစ်ပါတယ်အဲ့ဒီကနေကြော်ဖြတ်သွားတဲ့ခါမှာနောက်ရှေ့မှာကြတော့တောက်ကြတက်ရောက်စီးပွားတက်မယ်နဲ့စီးပွားရေးတွေတက်မယ်ဥမာငွေတွေစုမိမယ်အမြေတွေဝယ်တာမျိုးတွေနော်အလုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေလုပ်ငန်းတွေအဆင်ပြေလာတာမျိုးတွေကြုံတွေ့ရတဲ့နှစ်ကတောက်ကြတက်ရောက်လို့ခေါ်ပါတယ်အဲ့တောက်ကြတက်ရောက်ထဲမှာကြတော့တစ်ချက်တတိထားပါတော့ အာသုဘအိမ်သွားလို့မရအောင်နားရီသွားလို့မရအောင်သွားမိရင်လည်းရေရရပြုတ်လို့ရတယ်အဲ့ဒါသွားမိတယ်ဆိုရင်တစ်ခါလေကြာအဲ့လိုရောက်ရောက်တဲ့ရောက်ကအကျော်ပေါ့နော်တောက်ကြတဲ့ရောက်တဲ့ရောက်လာရင်နားဆွေမျိုးသားချင်းတွေထဲမှာနားရီကိစ္စတွေတိတိကျကျဆိုင်ပေါ်ပေါက်တက်တယ်သွားမိရင်လည်းလက်တွေပိတ်ကမ်းနေညံ့သွားတတ်တယ်အဲ့ဒီတနည်းလို့သားတပြုတောက်ကြတဲ့ရောက်ကြာရောက်တတ်တယ်အသက်ပိုင်းခြားတွေကတော့အသက်16နှစ်နော်24 32နှစ်40 48 56 64 92နှစ်80 88နှစ် အဲ့ဒီနှစ်ကတော့တနေဦးလေသားသမီးတွေအတွက်တာအကောင်းဆုံးလို့ပြောလို့ရတယ်เนาะအကောင်းလေးနေထဲမှာကြံခဲ့တဲ့ဒီရာဟုတက်ရောက်ကထင်သလောက်မကောင်းဘူးခုနပထမပြောတဲ့ရာဟုတက်အခုဒုတိယပြောတဲ့ဒီတောက်ကြတက်ရောက်ကဒါဒုက္ခဒုက္ခเนาะချမ်းသာဒုက္ခတွေရရှိတတ်တယ်စီးပွားတက်မယ်ဆိုတဲ့နှစ်အဲ့ဒီနှစ်တွေကဒီနှစ်ကတော့ပိုကောင်းတယ်ဒီသပိုင်းချားလေးတွေကိုအဲတစ်ချက်သတိထားမှာဖြစ်ပါတယ်အဲ့တော့နာယီတွေပါတွေမဝယ်သင့်ဘူးတောက်ကြတက်ရောက်ထဲရောက်လာရင်နာယီတွေမသွားသင့်ဘူးသွားမိတယ်ဆိုလို့ရှိရင်ဒန်ဒလွန်ဂိုင်းရတန်းလုံးလောက်ကိုလည်းညိုးလုံးလောက်ပဲဖြစ် ဒတ်မီမီလက်နဲ့တထောင်တိုင်းပြီးတော့ပင်တော်ဖေးမှာ6နဲ့နင်းချိုးရတယ်။ငါဒန်နင်ခံလို့ပြောရပါတယ်။အဲ့တော့စီးပွားတွေတက်မယ်။လောကမြကန်တမားတွေမြေတွေဝင်တာမျိုးတွေစက်ပစ္စည်းတွေဝင်တာမျိုးတွေဖြစ်တတ်တယ်။အခုတတိယမှာအဲ့ဒီတွေရောက်လာရင်စနေသားသမီးတွေပုဒ်ဘူးသားသမီးတွေကြောင့်စိတ်ညစ်ရတတ်တယ်နှစ်မျိုးဖြစ်ပါတယ်။အဲ့တော့စနေနံနဲ့အစပုဒ်ဘူးအဆုံပုဒ်ဘူးနံနဲ့အစစနေအဆုံအဲ့ဒီနေနံတွေကြောင့်စိတ်နှောက်ယှက်လေးတော့ဖြစ်တတ်တယ်။အဲ့ဒီထဲရောက်လာရင် အញ្ញံအခိုက်တွေဖြစ်နေတယ်ဆိုရင်တောက်ကြတက်ရောက်ကိုပြောနေတာเนาะအဲ့တော့ဒီသပိုင်းချောက်ကြောက်နေအိယာရွှေအေးလေးကမယ်ဆင်းရဲနှွမ်းပါတဲ့သူတွေခီးစိတ်ထောက်ပံ့ပေးရတယ်မြမာပြီတစ်ပတ်ခီးမြမာပြီတစ်ပတ်ဖျားဘူးခီးတွေပါထွက်ကြတယ်เนาะအင်္ဂါနေ့မှာစီတမင်းငါးဝယ်ဖျားမှာကတ်လူပါမှာဖြစ်ပါတယ်ဒါပေမဲ့အုံးဒီမထက်ရဘူးเนาะနောက်ဇာတာပရင်းနေ့ဇာတာပရင်းတောက်မှာမုတ်စိမ်ပေါင်းသုံးပကံလှူတန်းရပါတယ်ဒါကတောက်ကြတက်ရောက်အဲ့တော့ရာဟုတက်ရောက်မှာက တော်များပေါ့နော်တနည်းကိုလေသားသမီးတွေအရေးအကြီးဆုံးကတော့အဲ31ကဲ39ရယ်40ခွန်ရယ်အဲ့ဒီနှစ်ထဲရောက်လာရင်သူဘာကိန်းလဲဆိုတော့ဘုံမိကြီးပုံစံမျိုးနော်အဲ့ဒီနှစ်ထဲကြာရောက်လာတော့နိုင်ပစ္စည်းဥစ္စာတွေအကုန်ကြရင်များရတတ်တယ်နော်ဂုံသိက္ခာထိကြိုက်တာမျိုးတွေဖြစ်တတ်တယ်အဲ့ရင်းနှီးတဲ့ဆွေမျိုးသားချင်းတွေစုံသိဆုံးတာမျိုးတွေဖြစ်တတ်တယ်အိုးအိမ်တွေကထိုင်ခင်းကိစ္စတွေအခက်အခဲတွေကြုံတတ်တယ်ခုန31ကတနည်းကိုလေသားသမီး31 39 40ခွန်လူတိုင်းကိုဆိုလိုတာမဟုတ်ဘူးနော် အဖြစ်များတယ်လို့ပြောတာနော်လူ၁၀ယောက်ရှိလို့တနည်းသာလူ၁၀ယောက်ရှိလို့၁၀ယောက်လုံးဖြစ်မယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့တော့မဖြစ်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ကိုကိုယ်တိုင်စီးပွားရေးတက်တယ်အဆင်ပြေတယ်ဆိုရင်မိသားစုဆွေမျိုးတာချင်းတွေမှာနာရေးကိစ္စတွေပါတယ်ပေါ်ပေါက်တက်တယ်ဒီတစ်ချက်တော့သတိထားရမှာနော်အဲ့တော့ဒီလိုအညံ့အခိုက်တွေအဲ့လိုတနည်းသာလူ31 39 40အညံ့အခိုက်တွေပြေပြောက်ချင်ရင်ရိတ်တာတစ်ခုခုသွားပြီးအနည်းဆုံး46ရက်တရားစခန်းဝင်တဲ့နော်အနည်းဆုံးတော့တစ်ပတ်ပေါ့ တစ်ဘက်ဝင်လဲရတယ်49ရက်ဝင်လဲရတယ်အဲ့ဒီလိုပဲအဲ့ဒီ38 39 40ခုကြာရောက်နေရတယ်တနင်္ဂနွေသားဒီမြို့သူမဆိုးဘုံတစ်ခုနဲ့ညက်နေမှာဘုံတစ်ခုနဲ့ညက်နေ3နိုင်လောက်မှာဖះရစင်ရှိမှာသပွဲလေးတစ်ခုခင်းမယ်ခင်းပြီးတဲ့အခါမှာအဲ့သပွဲပွဲပေါ်မှာဖန်ကွက်လေးတစ်လုံးတင်မယ်အဲ့ဖန်ကွက်ထဲမှာกระดั่นညွတ်กระดั่นညွတ်ခုနှစ်ညွတ်ထည့်ပြီးတော့ဘေးဥပတ်တွေကင်းဝေးစေဖို့အတွက်ကိုစုတော့အောင်မှာဖြစ်ပါတယ် ဲ့တော့အဲ့ဒီဒီရောက်တက်ရောက်ပေါ့နော်ပထမအခု31 39 40ခွန်မှာရောက်တက်ရောက်ထက်မှာတက်ရောက်နေပြီဆိုလို့ရှိရင်ဈေးရီတစုစုကိုတွားပြီးတော့ရက်အဖြူအောင်တက်စစ်လှူဒန်းရမှာဖြစ်ပါတယ်ရေတက်စစ်လှူဒန်းရမယ်ဟောရုပ်ပွားတော့ဖျားစစ်လှူတော့ရုပ်ပွားတော့ရှင်ဘတ်တော်မှာရွှေပြားစက်နှပြားချပြီးတော့လှူဒန်းရမှာဖြစ်ပါတယ်ဟောလောကဝိလူဆိုတော့ဂုံတော်အတိတ်ထံပတိစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှစ်လက်ကို ဗုဒ္ဓဘုရားမှာကြက်ချေခတ်ပြီးတော့လှူတန်းရမှာဖြစ်ပါတယ်เนาะကြာပန်းအဖြူအောင်လှူရမှာဖြစ်ပါတယ်เนาะအဲ့ဒီလိုလှူလိုက်မယ်ဆိုရင်ခုနကဒီ38 39 40အညံ့နေဘုံမီကြီးအညံ့နေပြေပောက်တော့မှာဖြစ်ပါတယ်အော်ထပ်မှပြီးတော့ဒီတနေ့ဦးလေးတက်ရောက်ခေါ်တာပေါ့เนาะအိမ်ပြင်ရတဲ့နှစ်တွေအိမ်ဆောက်ရတဲ့နှစ်တွေအိုးပိုင်ပိုင်ရတဲ့နှစ်တွေဒါပေမဲ့တစ်ချက်သတိထားရမှာကတောက်ကြတက်ရောက်เนาะတောက်ကြတက်ရောက်မှာက၃ကျွင်းနေကြတော့အနေငယ်ညံ့ခိုက်ရှိတယ်เนาะတောက်ကြတက်ရောက်ကအကောင်းလို့ပြောတယ်ခုနက အသက်16နှစ်24 30နှစ်40 45 66 64 80 88နဲ့တောက်ကြတက်ရောက်တိုးတော့မိမိရဲ့မြန်မာ အကောင့်နဲ့ဆိုပေမဲ့ညံတက်တဲ့တနေကုန်တွေရှိတယ်တနေကုန်တွေထဲမှာတော့နော်3ကျွန်းတနေကုန်တွေမိမိရဲ့မြန်မာမူတက်ကြစ်ကိုခုနှစ်နဲ့စားလို့3ကျွန်းနေကြတော့အဲ့လို100%တရားခိုင်နှုန်းလောက်လဲကောင်းချင်မှာကောင်းတော့မယ်အញ្ញန်ခိုက်တယ်လေကြုံတွေ့တယ်တော့အဲ့ဒါကြောင့်မရဏတက်ရောက်ပေါ်တယ်မဟာဘုတ်ကမရဏကျူတက်ရောက်ဖြစ်နေတဲ့အတွက်ကြောင့်နောက်တစ်ချက်ကအဲ့ဒီနှစ်ထဲမှာ ဗုဒ္ဓဘူးနံစနေနိုင်မယ်နဲ့ပေးထားတဲ့တနေ့လေသားသမီးဆိုရင်တော့အញ្ញခိုက်ဖြစ်တတ်တယ်။နှိပ်ပြမိတယ်ခေါ်တဲ့နာမည်။ဒါပေမဲ့အဲ့ဒါပြောခဲရင်ပါလေရှားတယ်။နော်။တနေ့လေသားသမီးကိုဗုဒ္ဓဘူးနံစနေနိုင်နဲ့တွဲမယ်တယ်ဆိုတာခဲရင်ပါလေ။အများသောအားဖြင့်အဲ့လိုအဲ့လိုမမဲ့ကြဘူး။ဖြစ်တတ်တာမိမိရဲ့မြမဝိသကရေကိုခုနှစ်နဲ့စားလို့သုံးကျွေးတဲ့တနေ့လေသားဆိုရင်တော့အဲ့လိုအញ្ញခိုက်ကတရားခိုင်လုံးအကောင်းကတရားခိုင်လုံးရရှိဖို့မလွယ်ဘူးလို့ပြောခြင်းဖြစ်ပါတယ်။အဲ့တော့ထပ်မံပြီးတော့ တောက်ကြတက်ရောက်ပြီးတဲ့အခါမှာတနည်းလို့တက်ရောက်အရန်ကောင်းတဲ့နှစ်တွေပေါ့အိမ်ပြင်ကတော့အိမ်ဆောက်ရတော့အိမ်ပြင်လာတော့နော်အလူတန်းလေးလောက်တာလို့ချွေရန်တင်းပေးရာထူးတက်တာတွေလာသာတူတာမျိုးတွေဖြစ်တတ်တဲ့နှစ်အဲ့ဒီနှစ်တွေကကြတော့အသက်ဆက်ခွန်25နော်33 41 49 50ခွန်65 83 88 89အဲ့ဒီနှစ်တွေကတနည်းလို့တက်ရောက် ဖြစ်တဲ့အတွက်အလူတန်းတွေလောက်ရတဲ့အိုးပိုင်ပိုင်မရှိသေးဘူးအိုးပိုင်ပိုင်တွေရလာတတ်တယ်။စီးပွားရေးတွေလုပ်ငန်းတွေတိုးတက်လာတတ်တယ်။ရွှေတွေပစ္စည်းတွေဝင်တတ်တယ်။အဓိကပြောချင်တာကတော့အစတတ်ရအဆင်ပြေပြီးတော့အကောင်းလောကရန်တွေတွေ့ကြုံခံစားရမယ်။နှစ်မျိုးပြောတာဖြစ်ပါတယ်။သို့တော့တနင်္ဂနွေသားသမီးတွေထဲမှာမှာတစ်ချက်တည်းမှာငါးကျွင်းတနင်္ဂနွေတွေ့ကြတော့ထင်သလောက်အဲ့ဒီလောက် အပြည့်အဝဒီအခုဟောတဲ့အဟောတွေအပြည့်အဝရရှိဖို့မလွယ်ပါဘူး။အဲ့ဒါကတော့မိမိရဲ့မြန်မာမွေးတက်ကလေးကိုခုနှစ်နဲ့စားလိုက်လို့ငါးကျွင်းသွားရင်တော့တနင်္ဂနွေတက်ရောက်ပြီးအကောင်းဖြစ်တယ်။သို့တော့ မဟာဘုံမှာပွက်တနေ့လုံးလည်းမရနာရှိနေတဲ့တော့အဲ့တော့ထင်းတော့မကောင်းတာမျိုးတွေတွေ့ကြုံခံစားရတဲ့နောက်တစ်ချက်ကဒီတပိုင်းရှောက်ရောက်နေတယ်တနေ့လုံးတက်ရောက်ဆိုမှာနာမည်ဟိုတနေ့လုံးတွေဆိုစာကြတာပေးဆုံးပေးထားရင်လည်းထင်းတော့အကောင်းကျိုးတွေခံစားဖို့မလွယ်ပါဘူးအဲ့တော့ပြောချင်တာကတော့အကောင်းကျိုးတွေအပြည့်အဝမရရှိနိုင်ဘူးလို့ပြောတာဖြစ်ပါတယ်ဥပမာဒီတနေ့တက်ရောက်ထဲမှာနာမည်ဟိုအောင်မင်းလို့အေးမင်းလို့အောင်မျိုးလို့အားနဲ့စပြီးတော့ ပပမားနဲ့အဆုံးမဲ့ထားတဲ့တနင်္လာနေ့နာမည်ပိုင်ရှင်တွေကြတော့အခုပြောတဲ့အကောင့်ကျိုးတွေပါပြေဝါရရှိဖို့ခဲပါလိမ့်မယ်အထက်မှာပြီးတော့အကောင်းဆုံးပေါ့နော်အဲ့လိုငွေတွေရတယ်ဖြီးတွေပေါက်တယ်တချို့ဆိုငွေတွေခဏခဏဝင်နေတာတချို့ဆိုချဲတွေထားပေါက်တယ်အဲ့လိုနှစ်မျိုးတွေကြတော့တနင်္လာသားသမီးတွေနည်းနည်းချဲပေါက်ထိပေါက်တဲ့နှစ်အသက်ပိုင်းခြားကအသက်10နှစ်16နှစ်26နှစ်34 42 50 58 66 84 82နှစ်90 90 80အရင်နှစ်ထဲမှာကြာရောက်နေတဲ့တနေ့လေသားသမီးတွေကြတော့ငွေတွေအတုံးကြီးနဲ့ဝင်တက်တယ်ထီထိုးတင်တယ်နော်ထီတယ်နှစ်ကနန်းခေါ်ကနန်းနှစ်ပူးခုံပူးလို့ထိုးတယ်အဲတနေ့လာတက်ရောက်လို့ခေါ်တယ်သူလာပေါ်ပတ်စံတွေရရမှာစွတ်စွတ်ချဲတွေပေါက်တယ်အဲ့ကြောင့်အနေချင်းတွတ်လောက်ရလို့ရှင်အဲ့ဒီပတ်စံတွေကိုမတုံးမဲနဲ့လှူဒန်းလိုက်တာပို့ပြီးကောင်းတယ်နော်အဲ့ဒီတပိုင်းရရောက်နေလို့ထီတွေပေါက်တယ်ချဲတွေပေါက်တယ်ဆိုရင်မြေပြဆဆပေါက်ရင်လောက်ပူကောင်းတာပေါ့နော်အဲ့မဲ့အနေချင်းလေးပေါက်တယ်ဆိုရင်နော်အမိအနေနဲ့ကသတိလှူဒန်းရမယ်အဲ့ထဲရမယ် တစ်ချက်တတိထားမှာအဲ့ဒီနှစ်ထဲကိုရောက်နေတယ်တနင်္ဂနွေသားသမီးတွေကတနင်္ဂနွေစာဗုဒ္ဓဦးနာမယ်နဲ့အစုံမှာအောင်ဝင်းတို့အေးဝင်းတို့အေးလိုင်းတို့နော်အေးရွှေတို့အဲ့လိုအားနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးတယ်ဗုဒ္ဓတနင်္ဂနွေနာမယ်စာဗုဒ္ဓဦးအစုံမဲ့ဖြစ်နော်ဗုဒ္ဓဦးနာမယ်နဲ့စပြီးတနင်္ဂနွေဆုံးမဲ့ဖြစ်အဲ့ဒီအတွဲနာမယ်မှဲ့ထားရင်တော့အခုတနင်္ဂနွေတက်ရောကောင်းကျိုးတွေကပြည့်ဝခံစားရဖို့ခက်ခဲပါလိမ့်မယ်အဲ့တော့သူကတရားခိုင်တော့ကောင်းဖို့မရှိဘူးပေါ့နော်ကျန်တဲ့နာမယ်ပိုင်ရှင်တွေကြတော့ကောင်းတယ် နောက်တစ်ချက်ကအဲ့ဒီအတပိုင်းချမှာကြာအောင်တမင်းလာတဲ့ရောက်ကြာရောက်နေတယ်တမင်းလူသားသမီးနေနေကမဟာဘုတ်6ကျွင်းနေနေနေရလေအញ្ញံခိုက်ကြုံတွေ့တဲ့အញ្ញံခိုက်ဖြစ်ပေါ်တဲ့ဥပမာသူများတွေကတော့ကောင်းတယ်ကိုကတော့ကောင်းနေမှာကောင်းမှာပေါ့နော်အဲ့တမင်းလူသားသမီးတွေကတော့မဟာဘုတ်6ကျွင်းသူရဲ့မြန်မာမွေးတပ်ကတွေကိုခုနှစ်နဲ့စားလိုက်လို့6ကျွင်းတဲ့သူတွေနေနေရဒီတင်းနာတက်ရောက်အခုပြောတဲ့ထီပေါင်းမဲ့နှစ်တွေငွေရမဲ့နှစ်တွေမှာသူတော့ဗျောင်းမြက်ဖြစ်သွားတဲ့ငွေတွေကုန်နေတာမျိုးတွေငွေတွေထွက်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့တင်းနာတက်ရောက်ထဲရောက်လာရင်အလောက်ကိုင်းနေအစီအပြေနေဆိုရင် ိမိရဲ့အင်းကြီးတစ်ထည်သပင်ချေတဲ့လက်တဲ့ကိုပုံမိတောင်းပုံမိရဖြစ်တဲ့ဘုံလူဦးတောင်းမှာသွားဆွန့်ပြီးတော့သွားဆွန့်ပြရမှာဖြစ်ပါတယ်အဲ့ဒီနေ့ထဲမှာလောက်ရမယ်တနင်္လာတရားဝဲရတရားကတော့အမွေးနဲ့သားနဲ့တနင်္လာတောင်းဘုရားဆင်းလူတော်ကိုတနင်္လာတောင်းမှာရှိတဲ့ဂျိုတိုင်းဘုရားဆင်းလူတော်ကိုတနင်္လာနေ့မှာအမွေးနဲ့သားနဲ့ရေတက်ပေးရမှာဖြစ်ပါတယ်နောက်ကြာပန်း2ပွင့်တစ္ဆပန်း6ပွင့်ကိုလည်းအိုက်ဘုရားမှာကတ်လူအောင်မှာဖြစ်ပါတယ်နောက်နဂယုံဖျားမှာထန်းလျက်ခဲဆက်တခဲကိုစကုကတော်ထဲ့ပြီးတော့ကတ်လူပူဇော်ရမှာ ဖြစ်ပါတယ်အဲ့လိုလုပ်လိုက်မှာဆိုရင်တင်းနေတာတက်ရောက်ကအညံ့ခိုက်မရဏနှစ်ကြုံနေတာတို့နာမည်နှိပ်ပြမိနေတဲ့သူတွေကလည်း ကောင်းလာမှာကံတွေကောင်းလာမှာဖြစ်ပါတယ်ဒါကတော့အကောင်းလောကန်လေးနှစ်ကိုကျွန်တော်တို့ပြောပြပေးတာဖြစ်ပါတယ်အဘယ်ချိန်ကောင်းပါလဲဘယ်နှစ်တွေကောင်းပါလဲတင်းနေသားမိနေအသက်ပိုင်းခြားလိုက်ကိုဟောကြားပေးတာဖြစ်ပါတယ်အဲ့တော့ဘဝတသက်တာမှာဒါသတိပြုစင်ကျင်လို့ရတယ်မိမိကိုယ်တိုင်ရေရာလုပ်လို့ရတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတင်းနေသားသူများအလုံးကျမ်းမှာချမ်းသာကြပါစေကျွန်တော်တင်း ပေးနေကြเนาะဘေးရင်းတွေရတဲ့အားတွေကိုစိတ်ဝင်စားတယ်ဆိုရင်အားပေးတယ်ဆိုလို့ရှိရင်ဒီဘေးရင်းနဲ့ပတ်သက်တာဂံမီရတဲ့ပတ်သက်တာတွေဝါသနာပါတယ်ဆိုလို့ရှိရင်လေ့လာကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီအကောင့်လေးကိုဒီကျွန်တော်ရဲ့ဒီဆရာသားဆရာဆရာအကောင့်ဟာ official account ဖြစ်ပါတယ်ဒီအကောင့်လေးကို subscribe လုပ်ပေးပါအတော့ကြာနှစ်ချိုက်တယ်ဆိုရင် like တို့ share တို့ပြုလုပ်ပေးပါအဘာအကြောင်းအရာတွေသိကျင်တယ်ဘာအကြောင်းအရာတွေတင်ပေးတင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်း comment မှာရေးသွားပေးပါအဲ့တော့မိတ်ဆွေတို့အနေနဲ့အခုကျွန်တော်ပြောတဲ့အသက်ပိုင်းခြားတွေမှာကြုံတွေ့နေရတဲ့ ကိစ္စတွေကိုလည်းအခက်ခဲတွေကိုလည်းဟုတ်ရဟုတ်တယ်မဟုတ်ရမဟုတ်ဘူးအဆင်ပြေပြေတယ်မပြေမပြေမှန်မှန်တယ်မားရမားတယ်ကွန်မန့်မှာရေးသွားပြပါအကျွန်တော်မိတ်ဆွေများအားလုံးကျမ်းပါချမ်းသာကြပါစေစီးပွားလှလှပါတွေတိုးတက်ကြပါစေ